ါပါရှင်ဒီ class ရှင်ဝတ်စုံတစ်စုံပါဆိုရင်၅မျိုးပါပါတယ်ရှင်ဇပတ်ပါပါတယ်ဒီ class ရှင်ဝတ်စုံဝတ်ပြီးတော့မှ ရောင်းပြเสียမလိုပါဘူးဘလို့ဖြစ်လို့ကိုလုံးကြီးမှဝင်ပြီးတော့မှဒီသပင်နည်းနည်းလေးနဲ့ရှက်ကြစမ်းမအောင်ရှက်တတ်ဘူးလား အလုံးမမြင်လာပါတင်ငင်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျာဒီကနေ့တင်ငင်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ line ပေါ်မှာပေါ့နော်ဆိုင်းတဆိုင်ကတီလာရှင်ဆရာလေးတွေရဲ့ဝတ်စုံကိုကိုယ်တိုင်ဝတ်ပြီးတော့ကြီးညာရောင်းနေတာဗျာဒါဟာသာသနာကိုညှိုးနှိုင်းအောင်လုပ်နေတယ်လို့တော့ကျွန်တော်ကထင်တယ်သာသနာကိုတစ်ဖက်တစ်လမ်းကနေစောင့်ရှောက်နေတဲ့တီလာတမာရီရှိတဲ့ဆရာလေးတွေရဲ့ဝတ်စုံကိုလူသားတယောက်အနေနဲ့မဝတ်သင့်ဘူးလို့တော့ကျွန်တော်တို့ကတော့ထင်တယ်ဗျာ ကဲတငယ်ချင်းတို့လည်းဘူသူရရတဲ့အနေနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုစောင့်အောင်လိုက်ကြည့်ဖို့ကျွန်တော်ကနေဖိတ်ခေါ်ပါရစီဗျာနော်ကဲကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြရအောင်ဗျာနော် line ပေါ်မှာတီလာရှင် with song with ပြီးတော့ဈေးရောင်းနေတဲ့အမားကြီးရဲ့ view point နေတက်လာတယ်ပေါ့နော်အဲ့ဒီအနေထားမှာဒါတင့်တော်ကြီးမတင့်တော်ဤဆိုတာကိုလင်းတို့ကဟိုကိုလင်းတို့သဘောနဲ့ပြောလို့အဆင်မပြေတော့ပေါ့နော်ကိုလင်းကဒီမှာအခုရောက်နေတာတော့တီလာရှင်ចောင်းတိုက်နေနာမှာပေါ့နော်ဒီမှာဆရာကြီးလည်းရှိပါတယ်ဒီចောင်းတိုက်တတိုက်ကဆရာကြီးကိုမေ့ကြည့်ရောဆရာကြီးကတော့ ဒါတွေကတော့အမှန်တမ်းပြောရရင်မသိတော့တဲ့အရာပဲလို့သူကတော့မှတ်ချက်ပေးသွားတယ်အဲအစီအတူတွေကတော့သူပြောပြမသွားဘူးသူကလည်းအချိန်မရတော့ကိုလင်းလည်းကိုသိကျင်တာလေးကဆရာကြီးဒီပုံစံကသိတော့တလားဆိုမသိတော့ဘူးလို့ပဲသူပြောသွားတယ်ပေါ့နော်အဲပြောကျင်တာကသီလရှင်ဝတ်စုံကဒီလိုဝတ်ပြပြီးရောင်းမှရမယ်ဝတ်စုံမျိုးမဟုတ်ပါဘူးတိလရှင်ဝတ်စုံလို့ပြောလိုက်ရင်အဲမှန်တယ်နော်တိလရှင်တိလရှင်ဝတ်စုံနဲ့သက်ဆိုင်တဲ့ဟိုဘယ်လိုပြောမလဲအတိုင်းထွာတွေဝီနီးတွေအကုန်တိကြပါတယ်လာပြီးဝယ်ကြတဲ့ ဆရာလေးတွေသိလားရှင်ကိုလင်းတို့ဒီလို BJ subscribe ကိုကိုလင်းကတိုက်ပြတယ်ဆိုတာကဒါတိုက်ပြသင့်တဲ့အရာမလို့တိုက်ပြတာကိုလင်းတို့ပြောကြမှာပေါ့ဈေးရောင်းတဲ့သူမလို့ product ကိုထုတ်ပြတယ်လို့ဆိုရင်တောင်မှသိလားရှင်ဝစ်ဆုံကဝစ်ပြပြမလို့ဘူးလို့ကိုလင်းကတော့သတ်မှတ်ပါတယ်ကိုလင်းတို့ဒီ BJ ရောင်းတယ် BJ ကိုတိုက်ပြတယ်ဆိုတာကဒါကတိုက်ပြသင့်တဲ့အရာမလို့ပါပြောချင်တာကတော့အခု live မှာနိုင်မကြည့်နဲ့သီလရှင်ဝစ်ဆုံကိုဝစ်ဆင်ခြင်းကကိုလင်းလည်းပြောရရင်ရှုံချပါတယ်သဘောမကျပါဘူးအဲ့လိုပုံစံမျိုးနဲ့ဖေးရောင်းတာမျိုးတော့ လက်မခံပါဘူးပြီးရင်သီလရှင်ဝတ်သုံးဆိုတာကဒါကတက်တက်ဆော်ရတယ်လို့ပဲနော်ပြူတဲ့အရာတစ်ခုပေါ့နော်အဲဒါကြောက်မလို့ပေါ့နော်ကိုလင်းအနေနဲ့ပြောရရင်တော့သီလရှင်ဝတ်သုံးဝတ်ပြပြီးတော့ဈေးရောင်းတာကိုကိုလင်းအမပေးပါဘူးအဲကိုလင်းဒီမှာကအဲဒီဆက်ခရက်ရောင်းလို့ဆက်ခရက်တိုက်ပြဆိုပြောချင်တာပါဗျာသူတို့ကတော့ product ကိုရောင်းတဲ့ product ကိုကြီးညာတယ်လို့ပြောချင်မှာသီလရှင်ဝတ်သုံးဝတ်ပြပြီးဈေးရောင်းတာကိုကိုလင်းသဘောမကျပါဘူးဗျာအဲ့ရောဒီမှာကိုလင်းရဲ့ follower ရောတငယ်ချင်းတွေရော လိုမြင်တယ်လဲဗျ။တင့်တော်ကြီးမတင့်တော်ကြီး။ကိုမနေမှမှန်ပြီးခဲ့ပါဘူး။ဒါကတော့လုံးဝမလုံသိတဲ့ကိစ္စလို့တော့ကျွန်တော်တော့ထင်နေဗျနော်။ကဲနောက်အကိုတယောက်ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကျွန်တော်တို့နားထောင်ကြည့်လိုက်ကြရအောင်ဗျနော်။ဆက်မိတ်ရှင်များအားလုံးပဲမင်္ဂလာပါနော်။အမြင်မတင့်တယ်လို့တက်ပြီးတော့ထပ်ပြီးပြောလိုက်ပါအောင်မယ်နော်။ အာဝိဒီလရှင်ဝိဆောင်ရောက်တာကိုယ့်ကိုယိုဒနဲ့ဝိဆာနဲ့ရောက်မှလားလို့ယိုဒနဲ့ဝိပြီးရောက်နေရတယ်လေဘာဖြစ်လို့တော့နောက်ဆုံးယောဂီဝိယုံလေးရှုံပြီးရောက်တော့မှရတယ်လေဟုတ်တယ်ဟဲ့လားနော်ဘယ်လိုကြောင့်မလို့ဒီလရှင်ဝိဆောင်ယိုနယ်အောင်လုံးဝဝေထားပြီးတော့မှရှုံနာပြီးတော့မှရောက်တာတော့လို့ဘာအက်ဆလို့တော့အမြင်လည်းမသိတော့ဘူးကွယ်ဟိုလီကိုရဲ့ဘာသာသာသနာကိုကိုကိုတိုင်းပြန်ပြီးဖြတ်စည်းနေသလိုဖြစ်နေတယ်တိလားအဲ့ဒီလောက်ရက်ကလေးနော်ကိုယ်ကတော့ကျွန်တော်ကိုကိုယ်ရင်ပြည့်ချက်စည်းတော့လို့ဖြစ်နေတယ်ဟုတ်လားအမြင်မတင်တော့ဘူးဒီလိုမျိုးမလောက်တော့ဘူးဆိုတော့မသိဘူးလား မတင်ခဲ့ရတာလားမသိရလားဒါမှမဟုတ်ရှင်ရေရာအရှိကောင်းသွားလားနော်ဆရာပြောချင်တာလေပုံမှန်တိုင်းကြင်ညာလဲဝယ်တဲ့သူကဝယ်ပါတယ်ဒါကြီးဝိပြမမဟုတ်ပါဘူးနော်ဒီတိလက်ရှင်ဝိယုံတစ်ခုမှဝိစုံတစ်ခုမှဘာပါတယ်ဘာပါတယ်ဆိုတာနှုတ်ကပြောုံနေလဲရပါတယ်ချုပ်ရုပ်ချုပ်သာကောင်းနေဆိုလဲရပါတယ်နော်အဲ့တော့ဒီဟာကြီးကိုဝစ်ပြီးကြင်ညာမှမြင်ရမှမဟုတ်ပါဘူးလို့เนาะအဲ့လိုမျိုးတွေမလုပ်ကြပါနဲ့လို့เนาะဒီကနေ့မေတီလက်ရှင်ဝစ်ဆုံဝစ်ပြီးတော့စီးဝါးရှာနေရเนาะတော်တော်ဆိုးတယ်เนาะ ကဲနောက်တစ်ခါအမတယောက်ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကျွန်တော်တို့အတူတူနားထောင်ကြည့်လိုက်ကြရအောင်ဗျာနော်မေတ္တလရှင်ဝိဆုံရောင်းတဲ့အမကြီးများဘလို့ဖြစ်တာတော့နော်ဆိုတော့မေတ္တလရှင်ဝိဆုံဝစ်ပြီးတော့မှရောင်းပြစရာမလိုပါဘူးဟုတ်တယ်နော်ဟိုလုံးကြီးမှာဝင်ပြီးတော့မှဒီသဘင်နည်းနည်းလေးနဲ့ရှက်ကြစမ်းပါဦးရှက်တတ်ဘူးလားဟမ်ဟမ်တင်ငန်းရောင်းစားနေဆိုပို့ပြီးရှက်ရမှာလေ အသက်လေးငယ်တော့တဲ့အိမ်ပဲမဟုတ်ပါဘူးကျမစူစင်စရာတော့မလိုဘူးနော်အလုံးမဲမင်္ဂလာပါရှင်။အမချီချီနော်။ဆုံးတဆုံးဘလောက်လဲ။နေနေတဲ့ကောမက်ပိုက်ရှင်တွေအတွက်ကျမဖြစ်ပေးလိုက်ပါပြီရှင်။ကျွန်မတို့ဝတ်ကြနေတဲ့ဝတ်စုံကကျမတို့ဆိုင်မှာချုပ်တဲ့နံပါတ်5စိုက်ကိုရပါတယ်ရှင်။ဒါတော့မဖြစ်တင်ဘူးရှင်။နော်။တာသနာနဲ့တက်ဆိုင်တဲ့တာသနာရေးဝင်ကြီးဌာနကလူကြီးမင်းများလဲကြည်ကောင်းမနေကြပါနဲ့။နော်။ဒါမျိုးလေးတွေကို ထိမ့်မှတ်ပြီးတော့မှတင့်မှတ်ပြီးပါစီကံလေးတွေနဲ့ကြက်မှတ်ပြီးပါဒီဝစ်စုံကိုအမကြီးတို့ကသပင်ကြီးတွေနဲ့တခါတည်းကိုနှစ်ယောက်မြိုင်းမြိုင်းဆိုင်ဆိုင်ကြီးတွေနဲ့ကျမတို့သာသနာပုံရိပ်ဘလို့ကြီးတောင်ဖြစ်သွားသလဲလုံအောင်ကြက်တည်မရှိနော်ဟမ်မရှက်ဘူးလားအဲ့လိုကြီးပဆန်ရှာစားတာဘယ်နဲ့တင်လာစီရင်ဝစ်စုံကိုခန္ဓာကိုယ်ပေါ်မှာဝစ်ပြပြီးတော့မှရောင်းနေဆိုတာက အဲ့ဒါကစွန့်ဦးတီထွင်တာမဟုတ်ဘူးမယိုင်းတာလို့ခေါ်တယ်မယိုင်းစော်ရတာနော်ဘာမှမရှိတာလို့ခေါ်တယ်စင်ညာုံတရားနေတာလို့ခေါ်တယ်အဲ့တော့ရှင်တို့ကလွန်လဲကူကူကြီးနဲ့ဒါကိုတခါတည်းကိုဟိုအင်ကြီးတာမန်အင်ကြီးဝစ်လိုက်တယ်လို့မျိုးဝစ်ပြပြီးတော့မှရောင်းနေဆိုအင်မတန်ရှက်စရာကောင်းတယ်နော်အိတ် post တွေအိတ် live တွေဖြတ်ရင်ဖြတ်မဖြတ်ရင်တော့အဲ့ဒါကျမကလေကဲမဖြတ်ရင်တော့ခင်ဗျားတို့ကတော့နာပြီးသားမှတ်တော့နော် ီလိုပြောတာပါရှင်ကြည့်ကြည့်အောင်နော်တစ်ချက်ရှုံးကြည့်အောင်နော်အားမျိုးပါပါတယ်ရှင်ဟွန်းတပတ်ပါပါတယ်သူအဝယ်စားလို့မျိုးနော်ဟုတ်ပြီးတော့တတိချာချာကိုရောင်းနေပါပါတယ် ကဲအားလုံးပဲချစ်တဲ့တငယ်ချင်းများကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီနော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့တငယ်ချင်းတို့လည်းဘယ်လိုထင်ကြလဲဗျာနော်တငယ်ချင်းတို့ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုလည်းကျွန်တော်ရဲ့အောက်မှာ comment လေးရေးပေးခဲ့အောင်ဗျာနော်ဒါလှုပ်တင်လားမလှုပ်တင်လားဒီလိုမျိုးစီးပွားရှာတာတင့်တော်ရဲ့လားပေါ့နော်ဒါကလုံးဝမလှုပ်တင်ဘူးဗျာနော်ဒါလုံးဝတက်တက်ကြီးကိုစီးပွားရှာစားနေတဲ့ပုံစံမျိုးဖြစ်နေရဲ့ဗျာနော်တခြားနည်းနဲ့စီးပွားရှာလို့ရတာတွေအများကြီးရှိတယ်ဗျာနော် ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီဗျာနော်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ